ားလုံးမင်္ဂလာပါခင်ဗျာကျွန်တော် channel တွေကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုကျွန်တော်ဖတ်ပြပေးခြင်းတဲ့ဝတ္ထုတို့လေးကတော့ဇာယိဆရာကျူးနေရေးသားထားတဲ့နောက်ဆုံးရိုက်ချက်လို့မြင်ရတဲ့ဝတ္ထုတို့လေးဖြစ်ပါတယ်ခင်ဗျာနားတော်တာဆင်ပေးကြပါအောင်ခင်ဗျာနောက်ဆုံးရိုက်ချက် ။တကြီးကတော်ဟောင်းဒေါ်စိန်မြင့်သည်မြပောင်း40နီးပါးတနေ့တည့်ရက်မြပင်ဝတ္တရားမပြတ်ခဲ့တော့ရောင်းချောင်းဆရာတော်ကျန်းတဲ့ပုဂ္ဂိုလ်ကျော်ဥပါညမထံစက္ကက်လူတန်းရင်အာယုံဆုံးချက်ဖို့အိယာမထလိုက်ပြီးအပေါ်ပါဆွင့်ရင်အိမ်နောက်ဘက်သို့ဆင်းလာခဲ့စဉ်နေနဲ့၄နာရီအမှောင်ထဲမှာမိန်ဝါဝါသာတွေ့မြင်ရတော့မလွှပင်ကြီးအနီး၌အခိုးငွေဆန်းဆန်းလူးလွန်နေတော့လူတရံတစ်ခုကိုဖြတ်ခနဲတွေ့ခဲ့ချိန်မှာ နောက်တနားဤကြာ၌တွေးရှိရတော့မည်လူတီအလောင်းနှင့်ဆက်ဆက်နေခဲ့လိမ့်မည်ဟုမတွေးဆမိခဲ့ရှိတကြီးကတော်ဟောင်းတော်စိတ်မြင်သည်စိတ်တက်ခတ်ထမ်းမှကြော၍ရဏာသုံးပါးယူသည်ကိုင်းဆိုင်သူဖြစ်တော်လေတစီတေးများကိုမူကလေးငယ်တယောက်အားငယ်သောစိတ်မူမျိုးဖြင့်ကြောက်ရွံ့တတ်သူဖြစ်သည်သို့သောမလွှမ်းပင်အနီးမှတွေ့ရသောဖြူဖြူတန်ံကိုမူသူမကတစီဟုမထင်မိရှည် ဒီကိုင်းတည့်ရများကိုတွင်းဖောက်တက်ဆင်းလာတော့ခြေရောင်လေးမှညင်းဖွင့်ဆိုင်ခေတခုခုသာယုံမှတ်လိုက်ပြီးနောက်ဆက်လက်မလွယ်ပိုက်နိုင်တော့တော့တဘာဝတောင်းဆိုမှုကိုစေအေးလေးလိုက်ရောနေခဲ့ကအိမ်ထဲသို့ပြန်ဝင်ခဲ့သည့်အချိန်မလွှတ်ပင်မဲ့သူလက်မချီတော့တယ်လို့သူမှမြင်တွေ့ခဲ့တော့တဲ့ံကိုလည်းမြစ်ပြောက်သွားခဲ့ကအယုံစုံကိုကိုယ်တိုင်ကိုယ်ချက်ချက်ပြုတ်ရတိုင်းခံစားရလေရှိတယ်လို့ဒေါ်စိန်မြင့်စိတ်နှလုံးမှာကြည်လင်ပေါ်ပါနေပြီးဤဘုံမှမိတော့တို့ကိုကြည့်ရှုနေတော့မျက်လုံးတို့မှာ ဖြစ်သူရှိကားသာအပြူရဲတုံးကလိုရွှန်းပတောက်လက်နေကြသည်သူမသည်ဆွန့်ချက်ရင်းနှင့်လူငယ်သောနှစ်ပေါင်း90ကလေးကအမအရင်မရှိအလို့ရွတ်ဆိုနိုင်ခဲ့သောမေတ္တာတို့ပိဋိတ်တော်ကိုတွတ်တွတ်အပြန်အလှန်ရွတ်နေ၏နေ၄၀နီးပါပေါင်းတင်လာခဲ့သောခင်ပွန်းကစွန့်ပြေးပြီးမကြသေးမီကနောက်ရင်ထောင်ပြုခဲ့ခြင်းကြောင့်၎င်း တကြိမ်မြရှိသောဒါသမီများ၏ထောက်ပံ့ကိုမရခဲ့ခြင်းကြောင့်၎င်းနေထိုင်မကောင်းဖြစ်နေကြသောသူမ၏ခိုင်းနှွားအိုကြီးတရှင်ကြောင့်၎င်းယွာနီချုပ်ဆက်တွင်မကြာခဏလူသက်ဓမြတိုက်နေသောအဖြစ်အပျက်များကြောင့်၎င်းဒေါ်စိန်မြင်း၏စိတ်ပဝင်မှာဒုက္ခနောက်ကြည့်ခြင်းမဖြစ်ခဲ့ ။တစီတရေကြောက်တဲ့ချင်းကလွင်လီရင်တကြီးကတော်ဟောင်းတော်စိတ်မြင်သည်။ဒီချီငိန်တဲ့တော်စိတ်ဘဝင်ကိုထိမ့်ထိမ့်ထားနိုင်သူဖြစ်သည်။သူမကမိမိတေဆုံးနေရင်ကောင်းမြတ်သောသူဂတိဘုံတို့သာမလွဲမချွတ်ရောက်ရမည်ဟုခိုင်မာစွာယုံကြည်ထား၏။သို့သောသူအကြောင်းကိုမြည်သူကိုများတော့သူ့ပေါ်ပြောပြခဲ့ခြင်းမရှိရှိ။ ။တကြီးကတော်ဟောင်းဒေါ်စိန်မြင့်သည်သူမတင်ဆုံးလျင်ကောင်းရမောရလာရမည်ဟုတတိယယုံကြည်နေသည့်ဤသူဒီလျင်ငရေဆောက်ထိုးဆင်းရမည်ဒုတိယကိုလည်းတွေ့ထားသည်။သူမ၏ဒုတိယသာချမ်းသာပင်ဖြစ်သည်။ချမ်းသာတည်ဆုံးမှာကအဝီစီငရေမှတပါအခြားဘယ်နေရာတို့မှသွားเสียရမရှိဟုဒေါ်စိန်မြင့်က တန်တရားကင်းကင်းယုံကြည်ထား၏ထို့သို့ယုံကြည်ထားသည့်အကြောင်းကိုလည်းအခွင့်ကြုံနိုင်အများသူငါသိသိချင်းလို့ငါတကြီးကတော်ဟောင်းတော်စိတ်မြင်သည်အလေးနှင့်ကြီးညာပြောဆိုတတ်၏ကာကင်ချင်းချမ်းသာကိုလည်းသူမကသူမ၏ယုံကြည်ထင်မြင်ချက်ကိုအချိန်မှမရင်မတွက်နိုင်အောင် မထောက်မညာပြောပြခဲ့လေရာပြောခဲ့လေတိုင်းချမ်းသာက မထီတည်းသာ ပြုံးနေခဲ့၏ ချမ်းသာ၏မချီသည့်အပြုံးကိုသူဓမြတိုက်စဉ်သူတစ်ပါးကိုရိုက်ပုတ်ညှဉ်းပန်းစဉ်ပြိုင်ဖက်ရန်သူနှင့်ရင်ဆိုင်ရစဉ်သူစနီးကသူ့ကို나ကြီးဆက်ဆုပ်စွာချိန်ဆဲစဉ်သူ၏မိခင်ကသူ၏အနာဂတ်ကိုအေးဆက်စွာဟောကိန်းထုတ်စဉ်အမြဲတစေတွေ့နိုင်သည်တခါတည်းအယက်တီကချမ်းသာကိုအကျွေးတောင်းစဉ်၌လေထိုအပြုံးကိုချမ်းသာပြုံးတတ်၏ ရွာဦးကျောင်းဆရာတော်ကျန်းတက်ပုဂ္ဂိုလ်ကျော်ဥပါယမထံဆက်ကတ်လူတန်းရဲ့အယုံဆုံးချက်ပြုတ်နေသောယခုလိုချိန်တွင်ဒေါ်စိန်နင်းသည်အရေးကြမည်သားအကြောင်းကိုစဉ်းစားနေလိမ့်မရှိအခြားသားသမီးရှိယောက်အကြောင်းကို၎င်းခေါင်းထဲသို့အဝင်မခံသူမကိုစွန့်ပြေးပြီးတမီးရွယ်ရင်မောက်မောက်တင်ကောက်ကောက်အသားမဲမဲပစက်ပြေးပြေးနဲ့လေကူလီမလေးကိုလက်ထက်ပေါင်းတင်းသွားသည့်တကြီးဟောင်းဦးဘိုးမှန်ကိုလည်းအလင်းတရီမရာ ်ကျဲဝန်းကြီးမသောအင်ယူကြီးတွင်အထီးအထီးနေထိုင်သောမိမအူကြီးဖြစ်သည့်သူမထံရောက်လာကောင်းရောက်လာနိုင်မည်ဓမြအတွက်လည်းမတွေ့တော့တဲ့သူမသည်နှစ်ပေါင်း40နီးပါးနေ့စဉ်ရက်ဆက်မပြတ်ကွက်သော နေစာဘက်ဆွမ်းဌာနပြုနေခဲ့သောတေလွန်လင်းကောင်းရလာမည်ဟုမိမိကိုမိမိယုံကြည်ထားသောတိဟိတ်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ရာယခုလိုအာယုံဆုံးချက်နေစဉ်သူမ၏ကိုယ်စိတ်နှစ်ပါးသလုံးတရားပီစီစိတ်တွေသာ ထုံမွန်းလွမ်းကြုံလျက်ရှိတော်သည် အလောင်းကိုမတွေ့ရှိမီငါးမိနစ်ခန့်အလိုတွင်ဒေါ်စိန်မြင်သည်ပုံမင်းတော်လည်းခန့်ခန့်လုံးကြုံစေရှိသောယွန်းသားဆုံးအုပ်ကိုရွေ့ရွေ့အိမ်မှထွက်လာစဉ်နေရောင်မလာသေးသဖြင့်ရေနံစင်မီခွက်ထွန်းကြီးထားသည့်တပြားမိယုတ်ဆောင်တလုံးကိုလက်တစ်ဖက်မှဆွဲကင်လာခဲ့သည် မိယုတ်ဆောင်ထဲမှာဖြန့်ထိုးကြနေသောဝါချင်းချင်းအလင်းကွက်သည် သူမ၏ရှေ့ပဲဆဲပြေကွာလောက်ရှိရှင်းလင်းစွာမြင်နိုင်ရန်လမ်းပြပေးနေတော်လေသူမသည်ရွှေစုံနေကြအတိုင်းမွေဆရှိသောအစိကြီးတော်ဝါတို့အားမြစ်တာပို့သည် ခန္ဓာတို့ပိဋ္တော်ကိုအမားယွင်းမရှိရွှေစုံသွားနေလေသည်တောင်ကြီးလွှမ်းရာရွာလေလမ်းမသည်ရှင်းလင်းစိတ်ငြိမ်နေလင့်ကစားခြံဝင်းတကားတွင်ပိတ်ဆို့ထားစေဖြစ်သော ရှံဝင်းအမောင်တို့ထဲမှစီမီအချို့တွင်လက်နက်စောစောအိယာမှထားခဲ့သူများ၏စကားတံချောင်းဟန်တံတဲ့တဲ့နှင့်လှူရှားပြောင်းရွှေ့နေသောမိအောင်ရှုရှိနေသော မြေပြင်သည်နင်းပြင်းဆွဆူနေပြီးစေကက်ကဖုံများကဖက်နှက်မပါသောတကြီးကတော်ဟောင်းဒေါ်စိန်ကြီးရှေဘွားနှစ်ဖက်နောက်သို့လိုက်ပါလာကြသည် လွန်ခဲ့တော့နှစ်ပေါင်း40လုံးလုံးယခုလိုဆုံးအုပ်ကိုရွက်လျက်မိယုတ်ဆောင်ကိုဆွဲလျက်ခန္ဓာတုတ်တရားတော်ကိုရွက်လျက်ရာဟုချောင်းဆရာတော်ဝိနယဒူတင်ဆောင်ကျန်တဲ့ပုဂ္ဂိုလ်ကျော်ဥဝါယမအီကျောင်းမြတ်ဝိဟာရတို့ဥတီရှောင်းလန်းနေခဲ့သည့်အချိန်တိုင်းခန်းစားရသလိုယနေ့နေ့တွင်လည်းဒေါ်စိန်မြင်းသည်ကြည်နူးချမ်းမြေနေခဲ့၏သူမ၏မတိစိတ်တဲ့နေရာတွင်သူမကိုသူမပူပန်ချင်းခင်းမဲ့သောဘုံဌာနတစ်ခုသို့ခရီးနေနေခြင်းဟုလည်းတိတိမမှန်ဆွဲကပ်နေခဲ့ပြန်သည်ထို ို့သူအစွဲနာခဲ့ခြင်းကြောင့်ယခင်နေများထက်ပုံမှုသောအေးအေးတန်းနှင့်နင်းဖြူထူတို့ကိုဂယုထားရမှန်းမသိခဲ့ခြင်းဖြစ်သည် ဖြစ်ကောင်းဖြစ်နိုင်သည်တည်တည်သောနှင်းပြူထူကြောင့်ရေနံစီမိကွက်မှအလင်းဆက်ဝန်းသည်ပိန်ဖြုတ်လာခဲ့သည်ကိုလည်းဒေါ်စိန်မြေအမှတ်တမဲ့ဖြစ်နေခဲ့သည်သူဖြစ်သောကြောင့်နန်းလေးဝဆုံသည်သောရွာလေလန်းဆုံသူအရောက်တွင်မြေပြင်ပေါ်၌ပက်လက်လေးကြာငြိမ်သက်နေသည့်အလောင်းကိုခလုတ်တိုင်းမိတော့မလို့ဖြစ်ခါမှသူမသည်ကိုယူကာယာတုံ့ရက်မိတော့သည်ရမီချိန်တွင်သူမ၏တွေ့ချောက်ချောက်နှခမ်းနေကြမှဖရာအနေစာဟုသော အာမေရိတန်သည်မသေးမကွဲတိုးထွက်လာ၏ ်သူမ၏မိယုတ်ဆောင်နှင့်အလောင်း၏မျက်နှာမှာနပေခန့်သာကွာဝေးသည်ဖြင့်အလင်းရောင်သည်မျက်နှာပေါ်သို့လင်းလက်စွာထိုးကျနေပြီးနှင်းရီဆူဆူဟန်ရှိသောပွင့်ဟနေသည့်မျက်လုံးအစုံမှာအလင်းရောင်ထဲတွင်ကြောက်မျက်နှာပွင့်ကဲ့သို့တောက်တောက်ပပရှိနေသည်အလောင်းကောင်း၏နှခမ်းတွေကဟာနေရာအာဂရင်းအပေါင်းတို့ရှိ၏မှာထိုးထွက်နေသောတွားဖွေးဖွေးတစုံတစကိုပင်တွေ့နေရ၏ လောစိန်မြင်းသည်အလောင်းဤမျက်နှာကိုစက်ကန်နေငယ်ချသည့်အထိစူးစိုက်ကြည့်နေရမှာရုတ်တရက်ကြီးကြီးလောင်းလောင်းဟစ်အော်လိုက်၏သူမ၏ဟစ်အော်တမ်းမှာလူတယောက်၏အတန်မျိုးမဟုတ်ဘဲလင်းဆွဲတကောင်လက်နှကြပြန်တန်းရင်းတန်ချေဆွဲ၍အော်တမ်းမျိုးဖြစ်နေသည် တစ်ချိန်တည်း၌သူမ၏ဦးခေါင်းပေါ်မှ ဆုံးအုပ်နှင့်လက်ထဲမှမိဟုတ်ဆောင်တို့သည် ကစင့်ကရေလွတ်ကြပြီးအတမ်းမလန်ဤထွက်လာကြတော်လေသူမ၏အော်ဟစ်တန်အောက်တွင်ပျော်ဝင်နှိမ့်မြုပ်သွားကြဟန်ရှိ၏သူမသည်တရဆက်ကြဲကြဲလောင်လောင်ဟစ်အော်ရင်းနှင့်ထွက်ပြေးအံ့ဟန်ပြင်ရာမှအလောင်းကိုသုံးဖက်တီးတီးဆဝိုင်းပုံပတ်ပြေးမိပြန်၏သုံးဖက်ပြေးတော်မှပင် မြေသူမြအဒီပေကောင်းနိုင်မည်မဟုတ်သောအော်တန်ကို တိကနေရရွေကမူးရှူတို့ထွက်ပြေးသည် တကယ်ဖြစ်သူမသည်လောင်းတည်သောနေရာမှအနောက်ရဲ့သို့ဝီတီတော်လမ်းအတိုင်းပြေးမိလျင်ရွာဦးကျောင်းဆရာတော်ဝိနည်းဒူဆောင်ကျန်းတက်ဆရာတော်ပုဂ္ဂိုလ်ကျော်ဦးဝါရမဘုံတော်ကြီးကျောင်းဗလဲဝုံအတွင်းသို့တန်းတန်းမတ်မတ်ရောက်ရှိသွားနိုင်၏တကယ်၍တောင်ရဲ့သို့ဝီတီတော်လမ်းအတိုင်းပြေးလျင် သူမ၏ဒါသမီးများ၏နေအိမ်များရှိရာသို့ရောက်ရှိသွားနိုင်၏အကယ်၍အရှိရတုဥတီတော်လမ်းအတိုင်းပြေးလျင်ဆူဆူဆူရိုးပြတ်တော်တွေဖြန့်ကျက်ပုံလွှဲနေရလေဝင်းပြင်း င်ကြီးအတွင်းသို့ခြောက်ရောက်သွားနိုင်သည်အကယ်၍မြောက်ရက်သို့ဦးတည်သောလမ်းအတိုင်းပြေးလျင်သူမ၏နေအိမ်သို့ပြန်လည်ရောက်ရှိသွားနိုင်၏တုံလုံးခြောက်ခြားမှုကသူမကိုမညာမတာတွန်းထုတ်လိုက်တကယ်တို့သူမသည်အရှိဘက်လမ်းသွေးအတိုင်းမရက်မနာပြေးလွှားခဲ့ရင်းနှင့်နေဝင်နေသောလေဝင်းပြင်ကြီး၏ဝမ်းပိုက်ထဲသို့ရောက်မှမသိရောက်သွားလေတော့၏လေခွင်းထဲ၌ဒေါ်စိန်မြင်းသည် နိုင်ပေါင်းများစွာအိပ်ပျော်ရင်းရောင်ရမ်းလမ်းလျှောက်နေသူတူဥပမာတပည့်ဘဝကလေးကိုခေါင်းမတင်ပြီးရှောင်နေခဲ့ရာလိုက်လံရှာဖွေကြသည့်သူများနှင့်တွေ့ဆုံချိန်၌သူမသည်မိသူကိုမျက်မှန်းပြီးတော့တလို့စကားတခုမျှလည်းပြောဆိုခြင်းမရှိတော့ပေ ်ထို့သို့ရင်ကုန်နှုတ်ပိတ်နေခဲ့ရမှာနောက်နှစ်ပေါင်းများစွာကြာသည့်အချိန်သူမပြန်လဲစကားပြောသည့်အခါတွင်စကားမပြောဘဲနေခဲ့သောကာလတစ်ချောင်းသူမသည် သူမ၏အချစ်ဆုံးသားဖြစ်သောချမ်းသာရောက်ရှိနေရာငရေကြီးရှစ်ထဲမှတာပနငရေတွင်ဧည့်သည်တော်အဖြစ်ရောက်ရှိနေခဲ့ကြောင်းရှမ်းသာသည်မီလီယံဆွဲသည့်တန်တန်ခြင်းဖြင့်စအုံမငယ်တဲ့အထိငါးတကောင်ပမာဒိုးရှူခြင်းခံနေရကြောင်းသူမ၏သားသမီးရှင်မျိုးညာတိညာကိုပြောပြလေရှိသည် ။တစုံတယောက်ကငရဲပြည်၌ဂျန်တာနှင့်စကားစမြည်ပြောခွင့်ရခဲ့ပါသလားဟုမေးမြန်းလျင်တကြီးကတော်ဟောင်းတော်စိန်မြင်သည်။တန်ချင်ထိုးထားတဲ့နောက်သူခမရဘဲကလာစကားပြောနိုင်မှလဲကွယ်။ဒါပေမဲ့သူ့မျက်နှာကတော့ဝတိအတိုင်းမကိုမခန့်ပြုံးတုံးတုံးနဲ့ပဲတဲ့ဟုပြန်ပြောတတ်၏။တော်စိန်မြင်တယောက်လေခွင်းထဲ၌ပြေးလွှားနေစဉ်စစ်ပင်ကြောင်းရွာလေးတွင်ခိုးသားသည်များဝင်ရောက်စီးနင်းခြင်းကိုအချက်ပြေးတဲ့ကဲ့သို့ကလဲတဲ့တံများစူပွက်ဟိမ့်ညံ့နေသည် ဒေါ်စိမ်မြည်ဟေအော်တန်ကိုပထမဆုံးကြားခဲ့သူမှာအတိမတ်ပြုခြင်းခံရသည့်လေကူလီဥဖိုးပိန်သည်စေရင်ကောင်ကိုဘိုးမဲဤအိမ်မော်တို့ ပြေး၍သတင်းပို့တော်ဤစေရင်ကောင်ကိုဘိုးမဲကတကြီးကိုဘိုးရန်ဤနေအိမ်တို့ပြေး၍သတင်းပို့ပြန်လေသည်တကြီးကိုဘိုးရန်ကသူ၏လက်ဆွဲတော်အစီအပါကျွဲ့နီကိုအမိန်ပေးလိုက်သောအခါကျွဲ့နီသည်တကြီးအိမ်ရှိဆင်းဝင်အောက်မှချိတ်ဆွဲထားသောဂျင်းမောင်ကြီးကိုလက်ရိုက်တော်ဖြင့်အဆက်မပြတ်ထုလေသည် စစ်ပင်ကြောင်ကျေးရွာထဲမှာကလဲတဲ့ခောက်တန်းပေါင်းထုတန်များသည့်ညင်တော်ကြီးကိုဖြတ်တန်းလျက်လေခွင်းထဲမှာဟိုမဒီမပြေးလွားနေတော့ဒေါ်စိတ်မြင့်ထံပြေးလွားရောက်ရှိလာကြတော့လေသူမဒီထိုတန်းများကိုကြားသိဟန်မရှိခဲ့ပြီသူမဒီပစစ်ကွက်တန်းကတင်ရိုးများပေါ်မှာပြေးရမှရက်လိုက်ချိနေစွာလမ်းလျှောက်လိုက်အသက်ပြင်းစွာရှူယူရက်လိုက်နှင့်မျက်နှာပေါ်မှာနှင်းများကိုမျက်ရည်တုတ်ဟန်ဖြင့်တုံနေခဲ့သည် ေခွေနေချီကတင်းယိုးပေါ်၌ဒေါ်စိန်မြင်ခိတရဏ၍ငုတ်တုတ်ထိုင်လိုက်ချိန်တွင်စစ်ပင်းကြောင်းရွာထဲမှစူညံသောတံပလံများလေးဖြည်းဖြည်းချင်းမှုံဝါဝါတိုးတိတ်သွားကြပြီးနောက်ဆုံးတွင်ပကတိတိတ်ဆိတ်သွားကြလေတော့၏အလောင်းဤသို့တကြီးကိုဖူးရန်ရောက်လာသည့်အခါအုပ်အကျက်ကျက်ဖြစ်နေသောလူအုပ်ကြီးသည်ဒိုင်းမီညီနိုင်ထားသည့်အလားတမဟုတ်ချင်းတိတ်ဆိတ်ငြိမ်သက်သွားကြသည် အိတ်ရှင်မှုတို့ဖြစ်နေကြတော့ရွာသားများသည်အနာကြီးကျောကတဲ့တူကိုရှောင်ရှားတင်းဖယ်သည့်ပမာတကြီးကိုဘိုးရန်လာမည်လမ်းမှဆုတ်ခွာနေကြ၏တကြီးကိုဘိုးရန်သည်ရွှေဆလဲရမြို့အုံမင်းကချီးမြှင့်ခဲ့သောတလုံးတို့တနက်ကြီးကိုမြင့်မြတ်တန်းစဉ်ဒီအရာဝတ္ထုတစ်ခုကိုပင့်ဆောင်တကဲ့သို့တတိထားပြီးပွေပိုက်ကခြေလမ်းမမှန်နှင်းလျှောက်လာပြီး အလောင်းနီးမှရက်လိုက်၍အလောင်းကိုမျက်တောင်မကပ်ဖဲကြည့်နေသည်ရွာသားတွေကတကြီးမင်းတို့ခုမိန်ကြမည်ဟုမျှော်လင့်ကြတော်လေ သူသည်အလောင်းဤနင်းချွဲနေသောမျက်နှာကိုမမိတ်မတုံစိုက်ကြည့်နေုံက လွယ်၍စကားတခုမင်မဟာခဲ့ပြီအလောင်းကောင်းရင်မှာစောင့်ကြက်နေခဲ့သောစေရင်ကောင်းကိုဘိုးမဲကထရရရင်ခြူဆောင်မှဒဏ်ရာတစ်ချက်တွေ့တဲ့တကြီး ။ဇာဝီဒီတုံးနဲ့တွေ့ထက်လိုက်ပုံရတယ်ဟုပြောလိုက်မှတကြီးကိုဘိုးရန်သည်အားလုံးကြောင်းအောင်တပြင်းမုတ်ထုတ်လျက်ခေါင်းတစ်ချက်ညှိယုံသာညှိသည်။တုံးနောက်၌ကတကြီးကိုဘိုးရန်သည်အိနေယာတွင်ဘာမျှပြုလို့ပြောဆိုစရာအကြောင်းမရှိတော့သလိုသူ၏အကိုရင်တကြီးဟောင်းဥပိုးမှန်ကမွေးခဲ့သည့် သူ၏တူရင်းတော်ဆက်တော်ချမ်းသာ၏အလောင်းကိုကြောခိုင်းကလာလန်းတိုင်းပြန်လျှောက်သွားလေသည်။နောက်နှစ်ပေါင်းများစွာကြာသည့်အထိချမ်းသာ၏အလောင်းဤတွင်ပထမဆုံးကိုကြွေးသူမှာချမ်းသာ၏တမိအကြီးဆုံးရှင်းနေရွေ ွယ်ရှိမိသေးလောချမ်းသာဤဇနီးငင်းရင်လောဟူသောအချက်နှင့်ပတ်သက်၍ဝိဝါဒကွဲပြားကစစ်ပင်ကြောင်းရွာတွင်ငင်းခုန်နေခဲ့ကြဆဲဖြစ်၏အလုံးလက်ခံသောအချက်မှာသူနေ့ကအလောင်းဤတွင်မူကျွေးသူနှစ်ယောက်သာရှိသည်ဟူသော လုံးဝလွဲမစရာမရှိသည့်အချက်ဖြစ်၏တေဆုံးသူချမ်းသာနှင့်တနည်းမဟုတ်တနည်းနှင့်သွေးသားတော်ဆက်ကြသောစစ်ပင်ကြောင်းရွာသူရွာသားအများစုမှာချမ်းသာတေဆုံးခြင်းမှာပိုင်ရှင်မဲ့ခွေးလေခွေးလင်း၎င်းတေဆုံးခြင်းမျိုးသာဖြစ်ပြီးသည့်အလား မိုးကြွေးခြင်းမရှိခဲ့ရုံမျှမကဝန်နေစကားတခုံးများဖြင့်ပြောဆိုရည်ရွယ်ခြင်းမရှိခဲ့ရှိမြို့မရာဇဝတ်ချက်ကြီးနှင့်နောက်လည်းအချို့ရောက်ရှိလာကြသည်မုံလွဲနာဤပြန်တစ်ချက်ဒီအချိန်ထိတိုင်ချမ်းသာ၏အလောင်းမှာဖြာစုပ်တစ်ချက်ဖုံးဖို့လျက်သားဖြင့်နည်းနည်းဝီလီဝီလင်းအချိန်ကဒေါ်စိန်မြင့်ပထမဆုံးတွေ့ရှိခဲ့သည့်နေရာတွင်ရင်ကောင်းတဝဲဝဲဖြင့်ရှိနေခဲ့ရ၏ခွေဘလူးမျက်နှာပေါက်မျိုးရှိသောအသားရောင်ဤဆက်ဆက်နှင့်ကာပြားလူမျိုးရာဇဝတ်တက်ကြီးသည် ရာဇဝတ်တက်ကြီးသည် သူဤအက္ကိုင်တို့ဖြင့်ရင်ကောင်များကိုဝှေ့ရန်မောင်းနေလိုက်ပြီးနောက်ဒူတေလောင်းကိုဆစ်ဆီးကြည့်ရှုလေသည်ထို့နောက်လက်ကင်တို့ထိပ်ပြဖြင့်အလောင်းဤရေုံကိုပုတ်ခတ်ရင်းမှကတဲ့ကိုခဏခဏရောက်တဲ့ကောင်ဒီတခါမရောက်နိုင်တော့ဘူးဘုရားသခင်ရဲ့အလိုတော်အရပဲလေဟုတန်ဝေကသည်ဖြင့်ရေရွတ်လိုက်၏သူမြတာပြောပြီးနောက်ရာဇဝတ်ချက်ကြီးသည်တကြီးကိုဘိုးရင်အသင်တက်ခင်းထားသောခန်းရီကနှင့်ကြသားချော်များရှိရာတကြီးနေအိမ်တို့ဒုက္ခလေးရန်ကရန်ကဖြင့်လျှောက်သွားတော်သည်သူနေညနေ ီ၄နာရီခန့်နေ့လယ်ရောင်ကြီးပူပြင်းတောက်ပစေတွင်ချမ်းသာဤအလောင်းကိုတကြီးကိုပို့ရန်ဤအမိန်ဖြင့်ဗိမ်းပုံစားတရာချစ်ထုတ်တရာလူပေလူတီမျက်စိတစ်ဖက်လက်တရာနှင့်အရက်ပုံဆိုင်ခြင်းမတွေ့ဆိုသူတို့ကတုတ်တန်တို့ဖြားလေးဖြင့်ပတ်၍တဲဆောင်သွားခဲ့ကြသည်တုတ်တန်တနေရာရှိဖြစ်ခဲ့တဲ့ဆံပြူလုံးထားသောလေးတိုင်စင်ကလေးပေါ်တွင်အလောင်းကိုတင်ထားလိုက်ကြပြီးနောက်အလောင်းကောင်းရင်တွင်မပြောဘဲဖြင့်ထုတ်ထားသောသမင်းတို့တထုံပြောင်းမှုဖက်ဈေးပေါ်လေးတစ်လိပ်ကိုဇတိမီ ီးညီး၍မိသက်ကတင်ထားခဲ့ကြသည်သည်ချမ်းသာဤမိတ်ဆွေလေးယောက်ပြန်သွားကြပြီးနောက်ချမ်းသာအနီးတွင်နေခင်ပိုင်းကလေးကသူ့နီးမှာရွေးပြန်တန်းနေခဲ့ကြသည်ရင်ကောင်းတုပ်သည်တုတ်တန်အထိလိုက်ပါလာပြီးလျင်သူတို့၏အဖို့မဖြန့်နိုင်တော့ယရနာအတုံးခဲကြီးတစ်ခုပျောက်ဆုံးမသွားရအောင်စောင့်ရှောက်နေကြသည်အလားတတိယအောင်ကြီးရင်အလောင်းတစ်ဝိုက်တွင်ကြံရစ်နေခဲ့ကြ၏စစ်ပင်ကြောင့်ကျေးရွာတကြီးနေအိမ်၌မူရာဇဝတ်ကြကြီးမှာ တက်ကလက်ဆောင်တစ်ထက်ဂရီပါတစ်ထက်ခင်းထားသည့်ကုပြည်ကြီးပေါ်၌မိယုံတစ်ထက်ကြီးကိုအားပြုလျက်ကိုတစောင်းလေးလျောင်းနေသည်သူရှိရှိချမ်းမြေပေါ်တွင်တကြီးကိုဘိုးရန်ပါဝင်ရွာမဖျားတကာเจ้าတကာအချို့နှင့်တကြီးမင်း၏လက်ပါစီတစ်ပဲ့တစ်ပန်းများကဒူးတိုး၍ပြက်ဝတ်ခါးစားနေကြ၏ တကြီးကိုဘိုးရန်ဘေးတွင်မူရာဇဝတ်ချက်ကြီးနှင့်တည်ကျွမ်းခဲ့သောတကြီးဟောင်းကိုဘိုးမှန်သည်မျက်နှာငုံ၍အယုတ်တယုတ်ပဲမှထိုင်နေသည်ရာဇဝတ်ချက်ကြီးမျက်နှာမှာထမ်းရည်အချိန်ဖြင့်ပုံမုံနီမြန်းနေ၏သူ့လက်ထဲမှလက်ကင်တို့သည်တယောက်ယောက်ကိုရိုက်နှက်တော့မြည်ခဲ့သောအငိမ့်မနေ၏ပဲ လောက်ခါရွေလျားလေးရဲ့ရှိနေသည်ချမ်းသာနှင့်ရံဖြစ်မှုတဲ့သူတွေအားလုံးရဲ့စင်းကိုကျုပ်လိုခြင်းတဲ့တကြီးဟုရာဇဝတ်ချက်ကြီးကအားလေးချာလေးပြောလိုက်ရာတကြီးကိုဘိုးရန်သည်အမတ်မတင်အရိုက်ခံလိုက်ရသလိုတွန့်နေဖြစ်သွား၏ပြီးမှလက်ဦးချီလေးရဲ့မှန်ပါတကင်ဟုကတုံကရင်လျှောက်တင်လိုက်ချိန်တွင်ငုံနေသောတကြီးဟောင်းဥပိုးမှန်၏မျက်နာသည်ဆက်ကနေမောလာပြီးလက်ဦးချီလိုက်၏ ။ပေါင်ဖို့မှဘာပြောကျင်တယ်လဲဟုရာဇဝတ်ချက်ကြီးကလက်ကင်တို့ဖြင့်ဥပိုးမှန်အိမ်မျက်နှာစီတို့ချိန်ရွေးရင်မေးတော့အခါဥပိုးမှန်ကလက်ကင်တို့ကိုဖမ်းဆုပ်လိုက်ပြီးကျွန်တော်မျိုးလျှောက်ထားပါရစေကျွန်တော်မျိုးရဲ့သားဟာအားလုံးတည်တဲ့အတိုင်းရက်ရွာကအော်ကျော်လန်နေတဲ့ကောင်ဖြစ်ပါတယ်သူနဲ့ရံမဖြစ်ဘူးတဲ့သူဆိုလို့ကိုဝန်ဆောင်သေးတွေရဲ့ပိုက်ထဲကခလေးတွေသာရှိပါလိမ့်မယ်ဖေဟာ ။သူဟာကျွန်တော်မျိုးတို့စစ်ပင်ချောင်းရွာတရွာလုံးနဲ့မတည့်ယုံမကပါဘူးခင်ဗျာ။တောင်ဘက်ကစားပြင်းရွာ၊မြောက်ဘက်ကဂွေးပင်ရွာ၊အရှေ့ဘက်ကတနက်ချောင်းရွာ၊အနောက်ဘက်ကမယန်းစုရွာကလူတွေနဲ့လေခိုက်ရန်ဖြစ်ဖူးသူပါခင်ဗျာ။ဒီတော့လက်တယ်မပေါ်တဲ့လူတတ်မှုအတွက်မတင်ကမှုနဲ့ရှောက်ဖမ်းရမယ်ဆိုရင်ရွာ၅ရွာစလုံးကိုဖမ်းဆီးရပါလိမ့်မယ်ခင်ဗျာ။ဒီနေ့ရံမဖြစ်တဲ့သူမရှိတော့ဂွေးပင်ရွာဘုံတော်ကြီးចောင်းကကိုတော်ကြီးဥဝက်ကကိုတော့ပင့်ခေါ်မင်းမြန်ရမလို့ဖြစ်နေပါလေဗျာ ဘာပြုလို့လဲဆိုရင်ဒင်းကဥက္ကအကြောင်းဝင်းတွေကခိုးတွေကိုလောက်လေးနဲ့ပြစ်လို့ဥက္ကနဲ့မကြည်မလဲဖြစ်ဖို့ပါလေဗျာဒင်းကရွာထိတ်ကဆွမ်းအားနာမကြာဒေါ်မေရှင်နဲ့တောင်ကြော်မကောင်းကြာမကောင်းရင်ပြစ်ခဲ့တဲ့လူပါလာပါဗျာဒင်းကိုတလောကလုံးကသေစီချင်နေကြတယ်ဆိုတာကျွန်တော်မျိုးချိန်ပြောဖို့ပါလေဗျာဒင်းဒေတာကိုတရွာလုံးချိန်ပြီးဝန်တာအဲလေဖြစ်နေကြတာကိုလေကျွန်တော်မျိုးသိပါတယ်ဗျာ ဒင်းဟာဖြစ်ရင်ခု6တင်ရင်ရာဇဝိချက်ကြီးကခွတ်ထိုးခွတ်လန်ရေမောလိုက်တဲ့ဖြင့်စကားမဆက်တော့ပဲပြူးကြောင်ကြောင်သာငေးကြည့်နေလေသည်ရာဇဝိချက်ကြီးသည်သူခန္ဓာကိုယ်အောက်မှကိုပြစ်ကျိုးကြမတဲ့တကောလုံးလှောက်ခါ၍ဦးလိုက်သေးလိုက်ဆက်လက်ရေမောနေ၏ ကျမ်းပေါ်မှာလူစုကလေးဒီရောရောင်ရေမောရမလို့ညီမြဲတိုင်းစစ်နေရမလို့နှင်းအိန္ဒြေပြက်ကလှုပ်လှုပ်ရွရွဖြစ်လာကြသည်အချိန်ကြာမြင့်စွာရေမောခဲ့ပြီးနောက်ရာစုအကြက်ကြီးဒီအရေရက်လာပြီးသူ့နှကောင်းမှယူစည်းလာကြသည့်နယ်ရေများကိုပဝါဖြင့်ကမန်းကရန်တုပ်လိုက်၏တပန်ဒိုပဝါဖြင့်မင်းသူ့မျက်နှာတစ်ပြင်လုံးကိုပုတ်တက်နေရင်ဒီအမှုကိုကြုတ်အကောင်းဆုံးစီမံလိုက်မယ်လေ တရားခံဖမ်းမှုတာဝန်ကတော့တကြီးမောင်ဘိုးရဲ့အမြန်ဆုံးစူးစမ်းရလိမ့်မယ်ဟုအိမ်မုံဆောင်ဘအတံမျိုးဖြင့်ပြောသည်မကြမီရာဇဝတ်ချက်ကြီးကိုတင်ဆောင်လာသောလဲရင်ကလေးဖြင့်သူ၏လက်နက်ကင်နောက်လိုက်များစီးနှင်းလာကြသောလဲကျန်းတစည်းတို့သည်စစ်ပင်ကြောင်းရွာတုတ်တန်အနီးမှဖြတ်တန်း၍လျားနေသည် ။ကြောင်ကြီးတန်းနေတော့တုတ်တန်အတွင်း၌မိယောင်လေးတလက်လက်ဖြစ်နေပုံကိုရာဇဝတ်ချက်ကြီးတတိပြုမိ၏။ထို့အချိန်၌သူ၏ဝမ်းပိုက်ထဲသို့အဆက်မပြတ်လောင်းချခဲ့သောထန်းရည်များသည်ဒွေးကြောများမှတဆင့်အုံနောက်စီသို့ပြန့်နှံ့တွန်းထိုးနေကြပြီဖြစ်၏။တင်ကြိုင်နေ၌နေမွေမိမိထွန်းထားခြင်းကို သူစိတ်ဝင်စားတော်လေ။မြည်သည့်အတွက်စိတ်ဝင်စားမိမယ်မဝေခွဲနိုင်မေမိယောင်သည် တစုံတူကသူ့ကိုအချက်ပြနေတကယ်တို့ရောင်မတင်မှတ်မိ၏မိရောက်နာလဲရွေလျားရအတိုင်းလိုက်ပါနေသည်ဟုလေသူထင်၏အဲ့ဒီမိကဗာမိလေဟုရွှေဆုနေသောလက်တစ်ဖက်ကိုမြောက်၍ရာဇဝဲချက်ကြီးကလက်ညှိုးညိုမေးဒီကိုသူ၏ကိုရန်တော်အဖြစ်လိုက်ပါလာတော့ပြလိထားကလူတက်ခံရလို့တည်တဲ့အလောင်းကိုတင်းချိုင်းမှထုတ်ထားပြီးထုံးစံအတိုင်းမိထွန်းထားပေးတာပါဆက်တခင်ဟုတွက်လက်စွာဖြေလိုက်၏ ။ရာဇဝင်တက်ကြီးသည်ခဲရင်မှရန်တိုင်းများကိုမိနေရာမှမူးယစ်နောက်ကြည့်လာသည့်ဦးခေါင်းကိုမထိန်နိုင်တော့သလိုခင်းထားသည့်တက်ကလက်ဆောင်ပေါ်၌ခွေလဲချလိုက်သည်။ခွေလဲချရမှာတဖန်ဦးခေါင်းကို အာယူ၍ထောင်ကဘာလူတက်တာလဲလူတက်တာမဟုတ်ဘူး။လူတက်ခံရလို့သေးတာမဟုတ်ဘူး။အမှုလွန်ပြီးမြေကြီးပေါ်ခွေလိုအိတ်လိုလေဖြတ်ပြီးတည်သွားတာဟုလေချောင်းနဲ့အဲ့အဖြစ်အော်ပြောပြီးနောက်ဦးခေါင်းကိုအတန်မြီအောင်ပြန်လဲချလိုက်သည်။သူတေဆုံးစားကလည်းရောက်ကြည့်ရှုခဲ့တော့လူအုပ်ကြီးဒီပင်သူ့ကိုမ ီးတကြိုခံဤတွင်သူ့နီး၌ဝရုံသုံးကားဝိုင်းုံနေကြ၏တကြီးကိုဘိုးရန်သည်လက်တစ်ဖက်စာရွှေတုပ်ဘဝဖြင့်နှာခေါင်းကိုကာစီ၍ကြံလက်ဖက်ထက်ကြံလက်တစ်ဖက်ထဲရှိကျိန်လုံးကိုဝှေ့ရန်ကသုံးမုံသောမျက်နှာပြေဖြင့်ခေော်လျက်ရှိသည်မိမာဒီကိုကလေးကိုပြန်ခေါ်ပြီးအိမ်ပြန်ကြဆန်းဟိသွားကြဆန်းသွားကြစမ်းဟုအော်ဟစ်လိုက်ချိန်တွင်လူအုပ်ထဲမှကျိန်ဆဲတံကလေးချိုးဤငိုကြွေးတံများကသူ့တံကိုဝါမျိုးပြစ်လိုက်ကြ၏ မိမချိုနှင့်ကလေးအချိုသည်လူအုပ်ထဲမှထွက်ခွာသွားကြပြီးသုတ်တန်အနီးမှတစ်ပင်ရိပ်တွင် ရောင်ပိပိရက်နေကြပြန်သည်ချမ်းသာ၏ဇနီးသည်ငိမ့်ရင်နှင့်ကလေး၃ယောက်ကမူအလောင်းမီးတကြုံမီနေရာနှင့်ဝါတရက်အကွာလောက်နားမှအုပ်ဟုပြည့်ကြီးတလုံးအနီးမှဖန်စီခြင်းခံထားရသော ရာဇဝတ်သားတစုလိုကုတ်ကုတ်ယုတ်ယုတ်စူဝေးထိုင်နေကြစေဖြစ်သည် သူတို့သည်အလောင်းကိုကွယ်ပိတ်နေသည့်ဒုခန္ဓာကိုများကိုထွင်ဖောက်၍အလောင်းရှိရာသို့ဆူဆိုင်ငင်းမြုံနေကြဟန်ရှိသည်သူပရာဇာအဖြစ်အာဇိုမန်တဲ့ဆောင်ရွက်နေသောကဇောသမားနှစ်ဦးကဖြားလေးကိုဖြည့်၍ပုပ်ရိစပြုတ်နေသည့်အလောင်းကိုမြေချင်းပေါ်၌ကန့်လန့်ဖြတ်တင်ထားသောတန်ချောင်းသုံးချောင်းပေါ်သို့မှောက်ရသားချအောင် တွန့်ချလိုက်ကြ၏ အပုံးနဲ့ထောင်းထောင်းချလာပြီးညီတွားကျင်းစဲတံများကမိုးကောင်းငင်ချီမဲညုံမှောင်မိုင်းနေသည့်တိမ်တိုက်စီအထိပြန်တက်သွားကြသည် အလောင်းကြီးအပေါ်တဲတဲချီကုတ်ကိုခိုင်းကြီးစီမှရွာဟောင်းများသည့်ပန်းမွေနေကျဲချလိုက် ပန်းပွင့်နေကျဲချလိုက်တယ်လို့ဘောကနေကျွေဆင်းလာကြပြန်သည်အလောင်းအောင်ပဲချီမြေချင်းထဲမှာထင်းချမ်းများနဲ့စပယ်ကုန်းများကိုစတင်ပြီးဆွဲသည်နှင့်မိတောင်များသည်အလောင်းကိုပွေ့ဖက်ရစ်ပတ်စပြူလာသည်တဖြစ်ဖြစ်မြည်နေတော့မိလောင်ကျွမ်းနန်းသားလျင်တကဘာလုံးမှာတခုတည်းရှိနေသည့်အတန်ကဲ့သို့ကြံသောအတန်များပကတိစိတ်တုံးနေ၏ပိုရစ်ပိုရွေအင်အားကောင်းလာသည့်မိဆွေမိညွတ်များကြားတွင်အလောင်းသည် ွန့်လိန်လူးလွန်နေသည့် အလောင်းကိုမှအစီများမြည်ကျွမ်းသဖြင့်ဆက်စုပ်ခွဲအနှံ့ဇိုးကိုမြည်သူမျှရှောင်းတိန်ပြီးမရအလောင်းမှအစိပ်ပိုင်းချိုသည်အေးပျော်ဆင်းနေကြပြီးအချို့မှာအတုံးခဲလိုက်ပဲ့ကြကမီးလျံဤအောက်ခြေထဲတွင် ကြောက်ဆုံးသွားကြ၏အလောင်းဤဦးကောင်းသည်တတိတလုံးလိုပြောင်းလဲလာနေသည်ထို့သို့ရှိသည်ကစားသမားတယောက်ကပေါတူးတလက်ကိုရွေမြောက်၍အလောင်းဤသို့တရင်တရိုင်းတိုးကပ်သွားလိုက်သည် ်လုံရွေးလုံစင်အတိုင်းမိဘူးချိန်ကြောင့်လူသေးဤဦးကောင်းသည်ဂုံးတလုံးကဲ့သို့အစိစိမွားမွားပောက်ကွဲမထွက်စေရန်ခြင်းကိုလေဝင်ပေါက်ဖွင့်ပေးရမည်ဟုမိသူကမိသည့်အချိန်ကလေးကသတ်မှတ်ခဲ့သည်ကိုမိသူများအတတ်မပြောနိုင်တော့လေထိုလူကပောက်တူးကိုမြောက်လိုက်ပြီးဖြစ်၏ ဟေ့မင်းမလုံနဲ့ငါလုံမယ်ဟူသောအတန်ကမိုးချိုးပြစ်ချလိုက်တယ်လို့ပေါ်ထွက်လာကတကြီးဟောင်းဥဘိုးမန်သည်ကစောသမားဤလက်ထဲမှပေါက်တူးကိုဆက်ကနေဆွဲယူလိုက်သည်ဥဘိုးမန်သည်ပေါက်တူးကိုလက်ဆဲချောင်းဖြင့်မိမိရရဆုပ်ကိုင်းပြီးနောက်ဝန်းကောင်းတန်ကြီးဖြင့် ။သွားပြီးရောဟာခွေးတရိတ်ဆန်ဟုဟစ်ကြွေးကမိတောက်ကြမှဥကောင်းကိုတိတိမိမိရိုက်ခွဲလိုက်တော့ဤ။ကွဲသွားတော့ဥကောင်းခုအကြောင်းကြမှပေါတူးသွားကိုဆွဲနှုတ်ပြီးနောက်ဥဘိုးမန်ဒီရက်နေကြတော့ခြေတော်များအနီးသို့ပေါတူးကိုဆောင်းကြီးအောင်ကြီးပြစ်ချလိုက်က သူ၏အပြုအမူကိုမျက်တောင်မကပ်ဘဲကြည့်နေခဲ့သည့်သူ၏ညီတော်မောင်တကြီးဥဘိုးရဲ့အနီးသို့ခါဆန့်ရင်ကော့၍ဒုက္ကတ်သွားသည်။ ကဲဘိုးရန်ငါ့ကိုဖမ်းပြီတော့ချမ်းသာကိုတတ်တာငါပဲကွာငါပိုင်နဲ့ထဲဝင်ငါပိုင်ဥစ္စာပစ္စည်းကို ခွေးတိရစ္ဆာန်က ခွေးချန်ချန်တာကိုငါမကျေနပ်လို့ချောင်းရိုက်ခဲ့တာပဲဟိဒီကနေ့ဖျက်ပြခဲ့တဲ့ဝတ္ထုတို့လေးကိုအချိန်ပြည့်ပြီးနာတော်တာဆင်ပြေခဲ့ကြလို့အားလုံးကိုကျေးဇူးအထူးတင်ရှိအပ်ပါတယ်ခင်ဗျာနာတော်တာဆင်သူညီကူမောင်နှမများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းများနဲ့တလုံးတဝပြည့်စုံနိုင်ကြပါစေခင်ဗျာ